မင်္ဂလာပါသတင်းသုတနဲ့ကျန်းမာရေးတွေတင်ဆက်ပေးမဲ့ CLGK Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီနေ့မိတ်ဆွေတယောက်ကသူတောက်နေတဲ့ဆေးယူလာပြီးပြရတာဗောနော်သူဒီဆေးကိုတောက်နေတာ9နှစ်ကျော်ပြီတဲ့တော်တော်အံ့အသင့်သွားတဲ့ဆေးကိုမြင်လဲရတော့တကယ်တော့လိုဆက်တန်းဆိုတော့အဲ့လောက်နှစ်တွေအများကြီးကြောင်မတောက်ရဘူးဒါကြောင့်သူ့ကိုဘာလုပ်လိုက်လဲဆိုတော့ခမတက်ခွဲဝဲမပြေးပြီးတော့ဆိုပြီးတော့ EGFR ပြီးတော့ serum creatinine နဲ့ albumin နဲ့စစ်ခန်းလိုက်တာပေါ့နော်စိတ်ပူလို့ထင်တဲ့အတိုင်းပါပဲသူကြောက်ကက နာရချေကြက်ကယောဂအဆင့်၃တောင်ဖြစ်နေပြီ။အဲ့တော့လူဆက်တန်အစည်းအဝေးနဲ့ကြက်ကယောဂဝေဒနာရှင်တွေမှာကြက်ကကိုကာဝယ်ဖို့မကြာခဏဆိုလိုသုံးပေမဲ့လည်းပြင်းထန်တဲ့ကြက်ကဆိုင်ရာချွေးမှုတွေရှိတတ်တယ်ဆိုတာသိထားမှာအထူးသဖြင့်ငိုတဲ့ကကြက်ကဆိုင်ရာပြဿနာတွေရှိနေတဲ့လူတွေပြင်းထန်တဲ့နှလုံးအားနည်းတဲ့သူတွေ volume depletion ရှိနေတဲ့သူတွေအဲ့လိုလူမျိုးတွေကတော့လူဆက်တန်တောက်နေပြီးရေရှည်တောက်မယ်ဆိုရင်တော့ကြက်ကလူဆောင်ချက်ကိုစောင့်ကြည့်ဖို့အရေးကြီးတယ် ဟိုဒီပလီရှင်ဆိုတာဘာပြောရလဲဆိုတော့ hypovolemia ကိုပြောတာဒုတွေကြဆင်းခြင်းလို့ဓာတ်ရိုက်ဘာသာပြန်မလာတော့မသိဘူးခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီ extra cellular fluid တွေကြအဆင်းသွားတာပေါ့နော်အရေဓာတ်တွေကြသွားတယ်စားဓာတ်တွေရေဓာတ်တွေဆုံးရှုံးသွားတယ်သွေးဓာတ်တွေညော့နေသွားတယ်အဲ့ဒါကိုပြောတာအဲ့တော့လူတွေပြောနေတဲ့ dehydration ဆိုတဲ့ရေဓာတ်ခါချောက်တာနေတော့ကိုယ်ရဲ့လည်းမတူဘူးအခုအဲ့လိုဖြစ်တဲ့ depletion ကိုချက်ချင်းမကုသဘူးမကုစားဘူးမဖြည့်ရှင်းဘူးဆိုလို့ရှိရင်တော့နောက်ဆက်တဲ့အခြေအနေကတော့မကောင်းဘူးအသေးစိတ်ထပ်ပြောရမှာဆိုရင် ဂလူဆာတန်အကြောင်းဂလူဆာတန်ဆိုတာဘာလဲဆိုတော့ angiotensin receptor blocker ပေါ့သူ့ကိုမကြာခဏတောက်လို့ရှိကြပါလေသွေးတိုးသမားတွေနှလုံးမကောင်းတာတွေအဲစီဂျူယောဂရှိတဲ့သူတွေကလည်းကြောက်ကွက်ကိုကာဝယ်ပြုဖို့ဆိုပြီးတောက်တယ်တိုက်ဆေးရသွေးကြောတွေကိုပြေလျော့သွားပြီးကျေစီတယ်ပေါ့ပြေလျော့ပြီးကျေသွားတော့သွေးပုံချင်းကျပြီးနှလုံးနဲ့ကြောက်ကွက်ဆိုင်ရာတင်းမာမှုတွေမရှိတော့အဲနှလုံးယောဂတွေသွေးတိုးတွေမဖြစ်ဘူးပေါ့ဒါပေမဲ့သူကကြောက်ကွက်ပြတ်နိုင်ချေရှိတယ် ရေပွင့်အဖြစ်ခုနပြောတဲ့ဘေးကင်းနေဆိုမှလူစားတန်တစ်ခါတစ်ခါမှာတော့တစ်ခါတည်းမှာတော့ပြင်းထန်တဲ့ကြောက်ကဆင်ရချူရင်းမှုတွေဖြစ်နိုင်စေတယ်။အဲဘလို့လူမျိုးလဲဆိုတော့ကြောက်ကသွေးလွတ်ကြောတွေကျင်းနေတဲ့သူတွေနောက်ပြီးတော့ပြင်းထန်တဲ့နှလုံးသွေးရောပိတ်တဲ့သူတွေပြင်းထန်တဲ့ဆိုဒီယမ်နဲ့သွေးတုတွေညော့နေတဲ့သွေးတုတွေညော့နေဆိုတော့ခုနပြောတဲ့ volume depletion ပေါ့ hypovolemia ပဲပြောတာပဲအဲ့လိုလူတွေနောက်ပြီးကြောက်ကတစ်လုံးနဲ့ရှိပြီးတော့ကြောက်ကသွေးလွတ်ကြောတွေတင်းကျက်တဲ့သူတွေပေါ့ကြောက်ကတစ်လုံးနဲ့ရှိတာတော့သူ့အကြောင်းနဲ့သူပေါ့သူများထုတ်လှူထားလို့လား accident ဖြစ်လို့လား အဲမှာကြောက်ကတလုံးအပြည့်လိုပဲတို့လုံးမရှိရလားအဲ့လိုအကြောင်းအကြောင်းတော့ရှိပါဘောနော်အဲ့လိုလူတွေကလူစားတန်တောက်ဖို့တိတ်ပြီးအဆင်မပြေဘူးအဲ့ကြောက်ကကိုစောင့်ကြည့်ရမယ်စောင့်ကြည့်ရမယ်ပုံမှန်စစ်စစ်ရမယ်လူစားတန်တောက်ရတယ်ဆိုလို့ရှိရင်တော့ရေပွားပြင်ကြောက်ကနှစ်ခုစလုံးသူကျော်ပိတ်တဲ့လူတွေဒါမှမဟုတ်ခုနစောစောပြောခဲ့တဲ့တစ်ဖက်တည်းမှာရှိနေပြီးသူကျော်ပိတ်တဲ့သူတွေအဲ့လိုလူတွေကလူစားတန်တောက်မယ်ဆိုရင်တော့ electrolyte လို့ခေါ်တဲ့ဒီဟန်ချက်ညီမှုခန္ဓာကိုယ်ရဓာတ်စားတွေဟန်ချက်ညီမှုထိခဲ့ပြီးအန်ဂျင်ရှိတယ်တချို့လူနဲ့မတည့်ဘူး တော့ခြုံပြောမဆိုလို့စက်တန်လူတော်များများအတွက်အကျိုးရှိတယ်။ဒါပေမဲ့ဘေးရွယ်ဆိုးကျိုးလည်းသိထားရမယ်။ငကိုရဲကြောက်ခဲ့ပြဿနာရှိနေတယ်ဆိုတဲ့သူတွေသတိထားပြီးတော့အောင်ရေရေဘေးရွယ်ဆိုးကျိုးကအချိန်ကြာမြင့်စွာတောက်မယ်ဆိုလို့ရှိရင်ကြောက်ကွက်တွေပြက်တယ်။အဲဒါကြောင့်လူစက်တန်ကိုအချိန်ကြာမြင့်အောင်မတောက်အောင်အချိန်ကြာရတောက်အောင်ကြောက်ခဲ့ပြလို့ဆိုတော့ဘယ်သူပြောလဲဆိုတော့ The National Health Service လို့ခေါ်တဲ့ NHS ကပြောတာ NHS ဆိုလည်းအင်္ဂလန်မှာရှိတဲ့ဒီနိုင်ငံတော်ကျန်းမာရေးစောင့်ရှောက်မှုဌာနဆိုတော့ အစိုးရပေါ့နော်အစိုးရတော့ပောက်ကြီးရီပြောစရာအကြောင်းမရှိဘူးသူတို့ရဲ့သူတည်နာအရာပြောတာသူတို့ကဘယ်လိုပြောထားလဲဆိုတော့ဒီ according to the nature's ပေါ့နော် if you take losartan for an extended period ဆိုလို့ရှိရင်တော့ it can affect your kidney failure ဖြစ်ပါလိမ့်မယ်လို့သူကပြောတယ်အဲ့လိုဖြစ်ဖြစ်မှာဆိုလို့သူက to keep an eye on how your kidneys are doing your doctor will schedule regular blood test လို့ပြောတယ်ပုံမှန်လေးစစ်နေပါလို့ပြောတယ်အဲ့တော့ချုပ်ကြီးပြောရမယ်ဆိုရင်လိုစတန်ကောင်းပါတယ်သူသွေးတိုးသမားတွေကောင်းပါတယ်ဒါပေမဲ့ ရေရှည်နှစ်ပေါင်းမျိုးစွာဆွဲမတော့တင်ဘူးတောက်လို့ရှိလို့ရှိရင်နောက်ဆက်တွဲကြောက်ကပြတ်တတ်တယ်သွေးတိုးရှိပါတယ်ဆိုသွေးတိုးရှိလို့မှကြောက်ကပြတ်ပါတယ်ဆိုလိုစားတယ်မှာထပ်တော့လို့ကြောက်ကပြတ်တယ်ဆိုလည်းမဟုတ်သေးဘူးเนาะကြောက်ကပြတ်စေတာအကြောင်းအရာတွေမှာသွေးတိုးကြောင့်လည်းပြတ်တတ်တယ်စီးကျူကြောင့်လည်းပြတ်တတ်တယ်အဲဒီလောက်ပါပဲဒီနေ့ကတော့အမှတ်တမဲ့လေးတွေဖြစ်သွားတတ်တဲ့ကိစ္စလေးတွေပါဒါကြောင့်လိုစားတယ်တောင်းရင်ဖြစ်တတ်တဲ့ common side effects နဲ့ဒီ serious side effect တွေကိုနောက်တစ်ခေါက်ကျမှပြည့်ပြည့်စုံစုံပြောပါအောင်မယ်ပုံမှန်ဒီဆက်ပြီးမဲ့ကျမကြီးပညာပေးစီးဝါပညာပေးနဲ့ထူးခြားဖြစ်စဉ်သတင်းတွေကိုသိနေနိုင်ဖို့ like share နဲ့ subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးပါကြပါစီ